အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါလက်ရှိဒါ transferring news တွေမှာတော်တော်လေးကိုဒါကျွန်တော် surprise surprise တော့မဟုတ်ပါဘူး surprise တော့မဖြစ်ပါဘူးဒါအကုန်လုံးသိနေတယ်ဒါပေမဲ့လက်ရှိမှာသူ့ရဲ့ဒါစာချုပ်စာတဲ့နဲ့ပတ်သက်ပြီး public သတင်းထွက်လာခဲ့ပြီပေါ့နော်တော်တော်လေးကိုလည်းစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုဖြစ်လာခဲ့ပြီလို့ပြောလို့ရမှတ်တယ်မှာပါပါတယ်အဲဒီသတင်းနဲ့မပြောခင်လက်ရှိမှာကျွန်တော်ဟာကျွန်တော်ရဲ့အဲ ဒီနေရာပြင်ရောက်သွားတယ်ပေါ့နော်ကျွန်တော်ဒါကျွန်တော်ရဲ့ control gun လေးပဲကျွန်တော်ပြင်ရောက်သွားတယ်နောက်ကဒါကျွန်တော်ဒီ view လေးပဲဒါကျွန်တော်နောက်ပိုင်းပြင်မြင်ရတော့မယ်ပေါ့နော်ပြင်တာအခုအိမ်ပြောင်းတဲ့ကားဒီနေ့ရောက်မှထင်တယ်အဲ့ဒါကျွန်တော်ပြင်ရတဲ့စပါးရဲ့တစ်ပုံးမှနိုင် ဟိုဂျာစီနောက်မှရှိမယ်ဒါကလွယ်ရင်တော့ဘာမှသိပြီးမရှိဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောကြရအောင်လက်ရှိမှာတော့ကျွန်တော်ပြူတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်နေတဲ့ကစားသမားကဒီနှစ်မှာစာချုပ်တက်တန်းတိုးထားတယ်အဲ့ဒီစာချုပ်တက်တန်းတိုးထားတဲ့ကစားသမားကလည်းလက်ရှိမှာဒါလူတော်များစိတ်ဝင်စားတာကဒီနှစ်မှာစာချုပ်ဖြတ်သိမ်းကြီးပါတာပေါ့နော်တချို့ကဒါပထမတင်တာကဒီနှစ်ဆောင်းရသည်မှာအဲ့စာချုပ်ဖြတ်သိမ်းကြီးအသက်ဝင်မှာမဟုတ်ဘဲနဲ့လာမယ့်ညရာသည်မှာဒါ စာချုပ်ဖြတ်သိမ်းကြီးကအသက်ဝင်မဲ့အနေထားမှာရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာတွေ့ရမယ်။ဒါပေမဲ့တကယ်တမ်းဒါမင်းညကတော့ David Austin ကတော့ဒါကျွန်တော်တို့သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာလုံးဝ dropping bomb လုပ်ခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒါဒီနေရာမှာအသင်းတသိန်းနဲ့မဟုတ်ဘူး၄သိန်းချောင်းပြောသွားမယ်။အပထမဆုံးလက်ရှိမှာဒီကစားသမားဘယ်လိုလဲလက်ရှိမှာဘုံမောင်အသင်းနဲ့တူတာကျွန်တော်ခြေစွမ်းနေပြပြီးတောက်လျှောက်အကောင်းဆုံးချိန်တွေကိုရှိနေတဲ့ဒါကျွန်တော် Anthony Sam အန်တွိုင်းဒါဆမီညိုလို့ခေါ်တယ်ပေါ့နော်ဆမီညိုနေတဲ့အခုလက်ရှိမှာဒီနှစ်ဆောင်းရာသီမှာမှပူပူလောလောစာချုပ်တဒန်တူထားခဲ့တာဖြစ်ပြီးတော့ဒီနှစ်နွေရာသီမှာလည်းမန်ချက်စတာယူနိုက်တက်အသင်းနဲ့တော်တန်ဟော့စပယ်အသင်းတို့ကဒီကစားသမားကိုတရားဝင်ခေါ်ယူဖို့အတွက်ချိန်ဆမှုတွေပြုလုပ်ခဲ့ပြီးစ조사ခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်။မမေ့ရတာကျွန်တော်တို့စပါအသင်းဆိုတာကျွန်တော်တို့ပေါင်တန်း60လောက်နဲ့တရားဝင်ကန့်သတ်မှုပြုလုပ်ခဲ့ပေမဲ့ဘုံမောက်အသင်းကညင်းပယ်ခဲ့တဲ့အတွက်ကြောင့်စပါအသင်းနေတာဆမီညိုကိုမခေါ်ယူနိုင်ခဲ့ဘူးပေါ့နော်။ယူနိုက်တက်ကဒါမမေ့ရတာ Brian M1 ကိုမခေါ်ယူခြင်းပတ်ချလဲဆက်ကြားလဲမှာ55 ဘက်ချလဲဝင်းကျင်ကြတဲ့ကံလမ်းမှုပြုတ်ထုတ်ခဲ့တယ်။ဒါပေမဲ့ဒါဘုံမောက်တင်ကြတဲ့အတုံးကလည်းဒါလက်မကအဓိကကတော့ကျွန်တော်အာရီယိုလာနီရဲ့သူ့ရဲ့ကစားသမားကသူတစ်နှစ်လောက်တော့အ ਨੇ စုံတာရှိစီခြင်းတဲ့ဘုံမောက်ရှိ။အဲ့တော့ဒါကျွန်တော်ဘုံမောက်တင်တဲ့ဒီကစားသမားကိုစာချုပ်သွင်းချုပ်ဆိုဖို့အဓိကညှိနှိုင်းခဲ့တယ်။ညှိနှိုင်းတဲ့အနေထားမှာဒါကျွန်တော်မက်မက်ရပဲဒါမက်သျူးစ်ခွန်နာတို့ဒါလက်ရှိနောက်ပိုင်းမှာလုပ်နေတဲ့ပုံစံတိုင်းပဲစာချုပ်သစ်တော့ချုပ်ဆိုတယ်။ဒီစာချုပ်သစ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းပါတယ်။အဲ့တော့ပထမအကုန်လုံးထင်ထားခဲ့တာကလာမယ့်နေရာဒီမှာပဲဒီစာချုပ်ဖြတ်သိမ်းခြင်းကအသက်ဝင်သွားမယ်လို့အကုန်လုံးထင်ထားခဲ့တယ်။ပြီးတော့ဒီစာချုပ်ဖြတ်သိမ်းခြင်းက at least တော့ဗျာဒီလား ကျွန်တော်တို့အနေနဲ့ဟိုလာမယ့်နေရာဒီမှာအေးစေးဘုံမော့ကသူတို့ကစားသမားကိုသူတို့တစ်နှစ်လောက်တော့သူတို့ထိမ့်မယ်လို့ကျွန်တော်တို့အကုန်လုံးကမျှော်မှန်းခဲ့တဲ့နေရာမှာရှိရတယ်။တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ moment မှာအဲ့လိုမဟုတ်ခဲ့ဘူး။ဘုံမော့အတင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်ဆမ်မီညိုကိုတကယ်တမ်းနင်လားငါလားထိမ့်လို့ရခဲ့တဲ့ဥစ္စာက6လလောက်ပဲရှိတဲ့နေရာမှာရှိတယ်။ဆမ်မီညိုရဲ့စာချုပ်ဖြတ်သိမ်းခြင်းကလာမယ့်ဒါကျွန်တော်တို့စောင်းရာဒီအပြောင်းရွှေ့မှာတရားဝင်အသက်ဝင်တော့မှာဖြစ်တယ်ဆိုတာကိုတော့ David Austin ကတရားဝင်သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာအတည်ပြုလာခဲ့တာတွေ့ရမယ်။ဘုံမော့အတင်းတဲ့ခုလက်ရှိမှာသူတို့ရဲ့တောင်းပန်ကစားသမား ဖြစ်တဲ့ Antonio Semenyo ကိုတော့အသင်းမှာဒါဆက်လက်ပြီးထားဖို့အတွက်နောက်ဆုံးအချိန်ထိအကြီးအကျယ်ကြိုးစားသွားမယ်လို့သိရတယ်ဒီမှာပါတယ်။ဒါပေမဲ့ဘုံမောက်အသင်းကဒီနေရာမှာအကယ်၍စာချုပ်ဖြတ်သိမ်းကြီးပေးခဲ့မယ်ဆိုရင်အသင်းဒီဘက်ကနေပေးခဲ့မယ်ဆိုရင်တော့ဒီကစားသမားကိုလုံးဝတားပိုင်ခွင့်မရှိတဲ့အချက်လက်ကိုလည်းစာချုပ်ထဲမှာထည့်သွင်းခဲ့တာမှရှိတယ်။ဒါပေမဲ့ဒီနေရာမှာအကယ်စာချုပ်ဖြတ်သိမ်းကြီးပေးပြီးကစားသမားကကောင်းကျင်းခဲ့မယ်ဆိုတော့သူတို့ကိုတပတ်အချိန်ပေးရမယ်ဆိုတဲ့စာချုပ်ပါအချက်လက်လည်းတိ ပါတယ်ဒီမှာပါအဲ့ဘာကြောင့်လဲလက်ရှိမှာအန်တိုနီယိုဆမီညိုကိုကဲခုနကပေါ်ကစားသမားနဲ့လည်းပုဂ္ဂိုလ်ကြီးရသဘောတူညီမယ်သူရဲ့စာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ amount ဆိုတဲ့ဥစ္စာကြီးကိုလည်းပေးမယ်ဆိုရင်တော့သူတို့အနေနဲ့တပတ်သူတို့ကိုအချိန်ပေးတပတ်ပြီးမှပဲဒါကျွန်တော်ဆမီညိုကိုရဘာကြောင့်သူတို့အနေနဲ့ဆမီညိုကိုအစားထိုးမယ်ကစားသမားကိုတပတ်အတွင်းရှာဖွေမှာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ကိုလည်းကောလာဟာလာတွေကဘုံပေါင်းတင်ကလည်းဆမီညိုကိုအစားထိုးမယ်ကစားသမားကိုလည်းတွေ့ထားပြီးပြီဆိုတဲ့သတင်းတွေလည်းထွက်နေတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့ဒီကနေ့ကကျွန်တော်ဒီစာချုပ်ဖြတ်သိမ်းခြင်းနဲ့ပတ်သက်ပြီးအကုန်လုံးကဘယ်ဈေးလဲဆိုတာအကုန်လုံးသိကျင်နေတဲ့အနေအထားမှာရှိတယ်အဲ့စာချုပ်ဖြတ်သိမ်းခြင်းကလက်ရှိမှာနောက်ဆုံး update သတင်း နေရပေါင်65တန်းသာရှိရုံသေးတယ်နော်ဒီနေရာမှာနှစ်မျိုးကွဲပါတယ်ဒီနေ့ဆောင်းဝါဒီမှာခေါ်မယ်ဆိုတော့ပေါင်65တန်းဖြစ်ပြီးတော့လာမယ့်နွေရာဒီမှာခေါ်မယ်ဆိုရင်တော့နောက်ထပ်ဒီထက်ပိုပြီးတော့ညော်နေတဲ့ဈေးတစ်ခုဖြစ်သွားမယ်ဆိုတော့ကဒေးဗစ်အော့စတင်က Twitter စာမျက်နှာပေါ်မှာတရားဝင်အတည်ပြုထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါချင်ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်လက်ရှိမှာဘုံမောက်ကဒီသတင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုဒေါသပုံထပြီးတော်တော်လေးကိုပောက်ကွဲနေမယ်လို့မြင်တယ်ပေါ့ဆိုတော့ဒီ release cost ကဒါ public ရဒါမသိသင့်တဲ့နံပါတ်ဖြစ်တယ်အဲ့တော့ထိုးရတိုင်းကျွန်တော်ဒါမိနစ်က မော်ဂန်ကိစ္စဝါစပါတင်တာတရားဝင်စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးဒါကောလာဟာလာအနေနဲ့ကန့်လန့်ခဲ့တဲ့ပုံစံမျိုးပုံစံမျိုးလို့ရမယ့်ဒါမှမဟုတ်ဒါပေမဲ့ဒီနံပါတ်ကြီးက public ဖြစ်သွားပြီဖြစ်တဲ့ကြောင့်လက်ရှိမှာအသင်းအနေနဲ့ဒီ65သန်းဆိုတဲ့နံပါတ်ကြီးကိုကင်ပြီးလုတော့မှာဖြစ်တယ်အဲ့တော့65သန်းဆိုတာလက်ရှိမှာဒီကစားသမားစာချုပ်တချုပ်ထားကစားသမားတရားဝင်တော်တော်လေးကိုတန်ပြီးဘုံမဟုတ်ဒါဆမ်မီညိုလိုကစားသမားတရားဝင်အနေနဲ့တန်နေဆိုတဲ့ထက်တောင်ပူပြီးတဲ့အနေအထားမှာရှိပါတယ်အဲ့တော့ဆမ်မီညိုရဲ့စာချုပ်ဖြတ်သိမ်းခြင်းကဒီနှစ်ဆောင်းဝါဒီမှာ comment ဆို65သန်းလာမယ့်နေရာဒီမှာ comment ဆိုတော့55လောက်ထိကျသွားနိုင်မယ်ဆိုတဲ့ကောလာဟာလာဒီကိုလည်းဘန်ဂျီကော့ကရေးသားခဲ့တာကိုတွေ့ရမယ်တဲ့ ှာပါတယ်အဲ့တော့လက်ရှိမှာဒါနဲ့ပတ်သက်ပြီး left wing လူနေတဲ့အသင်းတွေကတကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားရဖြစ်တယ် Premier League experience လေးရမယ်တကယ်ကိုလည်းလက်ရှိမှာ performance တွေကလည်း peak ဖြစ်နေတဲ့ကစားသမားတစ်ယောက်လည်းရမယ်ခင်ဗျားဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကဒါအသင်းပြအဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်အသင်း total 4သင်းကဒီကစားသမားကိုစိတ်ဝင်စားမှုတွေကိုရှိနေတယ်ပထမအသင်းကကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းဖြစ်တယ်ဒုတိယအသင်းက Liverpool အသင်းဖြစ်တယ်တတိယအသင်းက Manchester City အသင်းဖြစ်ပြီးတော့စတုတ္ထအသင်းကတော့ဒါကျွန်တော် Manchester United ဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်စာချုပ် ဖြတ်သိမ်းခြင်းကိုလည်းအကုန်လုံးကနဘက်ကြီးရတလောကလုံးတည်သွားပြီဖြစ်တဲ့ကြောင့်တကယ်တမ်းဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်အဓိကလှုပ်ဆောင်မှုကဘာလို့ဖြစ်လဲဆိုရဲဆိုတော့ကစားသမားကိုပုတ်ကိုရရသဘောတူညီမှုရဖို့အတွက်ပဲလိုပါတော့တယ်ကစားသမားကိုပုတ်ကိုရရသဘောတူညီမှုရခဲ့ပြီဆိုရင်တော့အသင်းနှစ်သင်းကြမှာစာချုပ်ဖြတ်သိမ်းခြင်းပြီးလိုက်တာနဲ့ကစားသမားကိုခေါ်ယူပိုင်ခွင့်ရှိသွားမှာဖြစ်ပြီးဘိုးမောင်အသင်းနဲ့လုံးဝတားလို့စီလို့ရမယ်အနေထားမှာမရှိတော့ဘူးလို့သိရတယ်မှာပါအဲ့တော့အသင်းကြီးစီရုပ်စာနည်းနည်းလေးပြောအောင်တော်တော်ဟော့စပါတီနဲ့ဒီနှစ်ညရာဒီမှာလက်ဖွင့်ကစားသမားကိုတော်တော်လေးလူအပ်နေတယ်ဆိုတော့အခုလက်ရှိကန်ခဲ့တဲ့ပွဲစဉ်တိုင်းတည်ရမယ်အော်တိုဘတ် ်နဲ့လက်ရှိမှာခြေစွမ်းပြန်ပြလာတဲ့ဆိုပေမဲ့ဆမ်မီညိုလောက်ဘလူးနီးနဲ့မှမကောင်းလာနိုင်တာကိုလည်းတွေ့ရမယ်မကောင်းသေးတာကိုလည်းတွေ့ရမကောင်းလာနိုင်တာမဟုတ်မကောင်းသေးတာတွေအစပါတဲ့နဲ့ဆမ်မီညိုကဒါဒီနှစ်ຫນွေရဒီမှာဒီနှစ်ဆောင်ရဒီမှာဒါခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့စပါအသင်းတော့တော်တော်လေးကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်သွားနိုင်မယ်လို့သိရတယ်မှာပါ65တန်းဆိုလက်ရှိမှာအသင်းဘက်ကလည်း invest လုပ်ထားတဲ့ပေါင်တန်းတရာရဲ့အပြည့်တဝက်တဝက်တတာလောက်ပဲရှိရကြောင်းစပါအသင်းနဲ့ငွေကြီးပိုင်းရလဲဆမ်မီညိုကိုဝယ်ယူနိုင်တဲ့အနေအထားတစ်ခုမှရှိနေတဲ့ကြောင်းစပါအသင်းတော့တော်တော်လေးကိုစစချင်ဖြစ်တယ်ဒါပေမဲ့ဒီ၄သ င်းထဲမှာကိုရီတင်းကတကယ်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့ပူးလုတဲ့အနေထားရအားအနေဆုံးတင်းတင်းဖြစ်ပါတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့တော့လက်ရှိမှာ Tottenham Hotspur တင်းကဆမ်မီညိုကိုစိတ်ဝင်စားနေခဲ့ပြီမဲ့လက်ရှိမှာကစားသမားတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်မှလားမပြုလုပ်ဘူးလားတစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါအော်ပြောဖို့မေ့သွားတာတခုကဆမ်မီညိုကလက်ရှိမှာဂါနာကစားသမားဖြစ်ပေမဲ့အခုလက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်ကမ္ဘာဖလားကိုလည်းဒါ qualifier မှာအဆင်မပြေဘူးလက်ရှိမှာ Fco မှာလည်းမဝင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဆမ်မီညိုကိုဒါ Fco မှာဒါကျွန်တော်တို့ AC သုံးလို့ရတဲ့ကစားသမားဖြစ်တယ်အဲ့တော့လက်ရှိမှာ ယူနိုက်တက်ကဘာလို့ဆမ်မီညိုကိုစိတ်ဝင်စားပို့ပြီးတိတိတသာတွေ့ရမယ်တော့ပါတော့ Afcon ကိုလည်းမသွားရတော့ရှင်မှာဒါအာဖရိကနေရှင်နယ်ဖလားကိုလည်းမသွားရတဲ့ကစားသမားတယောက်အနေနဲ့တကယ်ကိုတော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရတဲ့အခြေအနေတခုကိုတွေ့ရမယ်တယ်မှာပါတယ်အဲ့နောက်တစ်ခုအနေနဲ့နောက်တစ်ယောက်အနေနဲ့ပြောမယ်လီဗာပူးတင်လီဗာပူးတင်ကဒါကျွန်တော်တို့ Tottenham Hotspur တင်တူပါပဲဒီနေ့နေရာဒီမှာဒါကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့တောင်ပံကစားသမားနေရာအတွက်လူရှိတယ်တို့ကတော့လူရှိတယ်ပေါ့နော်ကိုတီကက်ကဘိုလိုကစားသမားမျိုးရှိပေမဲ့တို့အနေနဲ့လက်ရှိမှာ Luis Diaz ကိုဆုတ်ရှုံးခဲ့ရပြီးနောက်ပိုင်းမှာ left wing မှာလင်ဟာမှုကထင်တဲ့အထက်တူပို့ပြီးတော့ပြင်းထန်မှုတွေရှိလာခဲ့တယ် ်ဒါကြောင့်မို့လားလီဗာပူးအသင်းကိုယ်တိုင်ကလည်းဆယ်မီညိုကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့တရားဝင်စိတ်ဝင်စားနေဦးသိရတယ်မှာပါတယ်လီဗာပူးအသင်းကဒါမဟာမချာမီမှာဆယ်မီညိုရဲ့အေဂျင့်နဲ့တရားဝင်စကားဆပြင်ပြီးပြောတော့မှာဖြစ်ပြီးတော့ဆယ်မီညိုကိုသူတို့အသင်းထံခေါ်ယူဖို့အတွက်ပြင်ဆင်တော့မှာဖြစ်တယ်ဆိုတော့ကိုလည်းဘန်ဂျီကော့ကရေးသားထားခဲ့တာတွေ့ရမယ်တတိယအသင်းနဲ့အခုလက်ရှိမှာမန်ချက်စတာစီးတီးအသင်းဒီအုပ်စုထဲမှာဒါကျွန်တော်တို့တောင်ပံကစားသမားတွေရတာမန်ချက်စတာစီးတီးအသင်းကဆယ်မီညိုကိုဒါဟိုလက်လောပေါ့နော်လက်လောရမလူအဆုံးနေထားမှာရှိတယ်ဒါပေမဲ့သူတို့အနေနဲ့လက်ရှိမှာဒါကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါမန်ချက်စတာစီးတီးက save MU ကိုလာမဲ့နေရာဒီမှာဆွန့်လွတ်ရပွဲရှိတယ်ဆိုတော့ကောလာဟာလာတွေထွက်လာရတဲ့အကြောင်းမလို့ဒါဆမ်မီညိုကိုဒီနှစ်ကတည်းကခေါ်ယူသွားပြီးဒါကြောင့်တောင်မန်မှာဖလဲမှာဒါကျွန်တော်ဖလဲပြည်နေတာကျွန်တော်တို့သူတို့ရဲ့လက်ရှိဒါဂျယ်ရမီဒိုကူဆေးဗီယိုဒါဆမ်မီညိုဆိုတော့လင်းမြန်လွန်းနေတာကျွန်တော်တောင်မန်အနေနဲ့ဒူတာအဓိကဒါကျွန်တော်တို့အခွင့်ကောင်းယူသွားဖို့တော့ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့။အဲ့တော့စီးသင်းကလက်ရှိမှာဒါကျွန်တော်တို့ဒီ၃ဒီ၄သင်းနဲ့မှာဒါကျွန်တော်တို့ interest ရ တော်တော်လေးကိုမြင်ပြီးတော့ဟိုနေ့က breaking news မှာတက်လာတဲ့ Mike Ogan ပြောပုံရဆိုရင်လည်းဒါ Sammy Nyon နဲ့တော့တရားဝင်ဆွေးနွေးမှုတဲ့ CD သစ်ပြင်ဆင်လာခဲ့ပြီဆိုပြီးပြောလို့ရတယ်မှာပါအဲ့တော့ဒီ layout တဲ့မှာဒါ advance ဖြစ်ဆုံးက CD သစ်လက်ရှိမှာနေနေတယ်လို့ပြောလို့ရတယ်နောက်ဆုံးတစ်သက်သက်နဲ့ပြောမှာဆိုတော့ Manchester United United သင်းကလက်ရှိဒါကျွန်တော်တို့ဒီနှစ် F ကိုမှ Brian Aubameyang Ahmed Diya တို့တို့ကိုဆုံးရှုံးသွားဖို့ရှိတဲ့အတွက်ကြောင့်မလို့ Sammy Nyon ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဒါပေမဲ့ဒီထဲမှာလည်းဒါ lease အဖြစ်ဆုံးကလည်း Manchester United လို့ပြောလို့ရတယ်မှာပါတယ် Manchester United သင်းရဲ့လက်ရှိဘုတ်အဖွဲ့နေတယ် Sammy Nyon ကိုစိတ်ဝင်စားရတဲ့ဆိုပေမဲ့ပေါင်65 ာသံပေးပြီးခေါ်ယူမဲ့ဥစ္စာကိုတော့တော်တော်လေးကိုစဉ်းစားနေလို့သိရတယ်မပါဘူး။ဒါဖာဘီဂျူရူမာနုပြောပုံရဒီနေ့ဒါဆောင်းရသည်မှာတော့မှ United အသင်းနဲ့ဒီကစားသမားကိုခေါ်ယူဖို့ရာဂိုင်းနှုံးနေလေတော်တော်လေးကိုနေပါတယ်ဆိုတော့လည်းထည့်ပြောထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ဆမ်မီညိုကိုဘယ်အသင်းရရှိသွားမလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူဒါပြိသက်ကြီးတို့ဆောင်းရသည်မှာတော့ထောင်ကြည့်ရမှာဖြစ်ပါတယ်။နောက်ပါပဲမြန်မာပြည်လက်ကလစ်ဖို့မှာမေဂျာပါနေဦးဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူမှာတဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြရပါပေါ့။ကျွန်တော်တော့ကောင်းမြန်ပါဗျ။ဒေဗောဗျ။